ဇွန်လ22ရက်နေ့ကအမေရိကန်ဟာအီရန်ရဲ့နျူကလ িয়ার စစ်ရုံတွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးအပြင်းထန်ဖျက်ဆီးခဲ့ပါတယ်။ Operation Midnight Hammer လို့နာမည်ပေးထားတဲ့ဒီတိုက်ခိုက်မှုမှာမြေအောက်ကိုနက်နက်ဆိုင်ဆိုင်ထိုးပေါက်ဝင်ရောက်နိုင်ပြီးမှပောက်ကွဲစေတတ်တဲ့အပြင်းနဲ့ဘန်ကာဘက်စတင်ဘုံချဲလေယာဉ်တွေကိုအသုံးပြုခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာအောင်မြင်ခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার စခန်း၃ခုဖြစ်တဲ့ Fordo, Isfahan နဲ့ Natanz တို့ဟာအကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ American စစ်ဗိုလ်ချုပ်တို့ကဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးဘယ်သူမှမသိသေးတဲ့အရာတွေအများကြီးရှိနေသေးတယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒါကတော့အီရန်ကိုဘုံကျဲတိုက်ခိုက်ရမှာတင်တို့မသိခဲ့တဲ့အချက်လက်တွေအားလုံးပါပဲ။ပထမဆုံးအနေနဲ့ပြန်လည်သုံးသပ်ကြည့်အောင်။ Midnight Hammer မှာ American ဟာအီရန်ရဲ့ Nuclear Scan သုံးခုအပေါ်ကို ကြီးမားတဲ့ GBU 57B Massive Ordnance Penetrator ဘုံ14လုံးကိုကျဲချခဲ့ပါတယ်။ ဖော်ဒိုဟာအဓိကပြစ်မှတ်ဖြစ်ပြီးအမေရိကန်ဘုံဆက်နှလုံးကမြေအောက်နဲ့နဲ့မှာမြုပ်ထားတဲ့ဒီစခန်းပေါ်ကိုကြာရောက်ခဲ့ပါတယ်။နောက်ထပ်ဘုံနှလုံးကနာတန့်စ်ကိုထိမှန်ခဲ့ပြီးအဲ့ဒီစခန်းရဲ့မြေအောက်အပိုင်းကိုထိမှန်ခဲ့ပါတယ်။အစ်ဖာဟန်ကတော့ဘန်ဂါဘက်စတာဘုံနေနဲ့မထိပဲလွတ်မြောက်ခဲ့ပေမဲ့ US Navy ရင်ကုန်သင်္ဘောကနေပြစ်လွှတ်လိုက်တဲ့တော်မာဟော့ခ်ခရစ်ဒုံးဂျီရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ဇွန်လ22ရက်နေ့နောက်ပိုင်းသိရှိခဲ့ရသမျှတိုက်ခိုက်မှုအသေးစိတ်တွေကိုကျွန်တော်ရဲ့ဗီဒီယိုဖိုင်မှာကြည့်ရှုနိုင်ပါတယ်။ GPU 57အကြောင်းကိုလည်းကျွန်တော်တို့ကောင်းကောင်းသိပါရစေ။ Armory Recognition ရဲ့အဆိုအရ American ရဲ့ Vanguard Bastion ပုံဟာ Boeing က US Air Force Strike Design ထုတ်ပြီးတီထွင်ခဲ့တဲ့တိကျသောထိချုပ်ပြက်ခတ်နိုင်တဲ့လက်ဆိုင်စွာထိုးဖောက်နိုင်တဲ့ပုံတစ်မျိုးဖြစ်ပါရစေ။ဒါကိုမြေအောက်နဲ့နဲ့မှာမြုပ်ထားတဲ့ပြစ်မှတ်တွေကိုခြေမုံးမှုအတွက်အထူးပြုလုပ်ထားတာဖြစ်ပြီးလက်ရှိ American စစ်တပ်မှာရှိတဲ့နျူကလ িয়ার မဟုတ်တဲ့ဘုံတွေထဲမှာအစွမ်းထက်ဆုံးဖြစ်တယ်လို့ယုံကြည်ရပါရစေ။ ဘုံလေးကြိမ်ဟာပေါင်3000ရှိပြီးအရှေ20.3ပေအချင်း30.3 31.5 5လက်မှရှိပါတယ်။သူ့ရဲ့ထိပ်ဖူးလေးကြိမ်ကဘုံမျိုးစားပေါ်မူတည်ပြီးပေါင်4590နဲ့9832ချားမှရှိပါတယ်။ GPU 57ကိုကျဲချနိုင်တဲ့တခုတည်းသောလေယာဉ်ကတော့ American လို့ B2 Subbricks 2ပုံပါဖြစ်ပါတယ်။ GPU 57လုံးဟာမြေသားကိုပေ200အထိထိုးပေါက်နိုင်ပြီးအားဖြည့်ကွန်ကရစ်ဒါမှမဟုတ် ကြောင်တုံးတွေကိုဖြိုခွဲနိုင်ပြီးမှ၎င်းရဲ့ပေါက်ကွဲစေတတ်တဲ့ထိပ်ဖူးကိုထုတ်လွှတ်ပေးနိုင်ပါတယ်။ဒီလက်နက်ဟာတိကျမှုလည်းရှိပြီး circular error probability CEP ကအနည်းငယ်သာရှိပါတယ်။ဒါအပြင် midnight hammer မှာ American ဟာဒီအပြင်းနဲ့လက်နက်ကို ပထမဆုံးအချိန်အသုံးပြုခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့တည်ထားတာတွေအပြင်တိုက်ခိုက်မှုအကြောင်းကိုပုံမနားလည်ဖို့အတွက်အချက်လက်အသစ်တွေထည့်ရခဲ့ပါတယ်။ဒီသတင်းတွေကို American လေတပ်ဗိုလ်ချုပ် Dan Ryzen Gain ရဲ့ပြောကြားချက်တွေကနေသိရှိခဲ့တာပါ။ဗိုလ်ချုပ် Gain ကပြောတာကတော့ Iran ရဲ့ Fordo လို့ခေါ်တဲ့ nucleus scan ကိုတိုက်ခိုက်တဲ့အခါမှာ B2 ဘုံးကျဲလေယာဉ်တွေဟာ GPU 57ဘုံးတွေကိုတုံးခဲ့ပါတယ်။ဒါပေမဲ့ဒီဘုံးတွေဟာရိုးရိုးဘုံးတွေမဟုတ်ပါဘူး။ဘုံးတစ်လုံးစီမှာ Smart Fuse လို့ခေါ်တဲ့အထူး fuse တွေကိုတပ်ဆင်ထားပါတယ်။ဒီ fuse တွေရဲ့အလုပ်လုပ်ပုံကဒီလိုပါ။ဥပမာအနေနဲ့ပြောရရင် ိမ်အိမ်ကိုတိုက်ခိုက်တော့မယ်ဆိုရင်တော့ခတ်ထားတဲ့တကားကိုဘယ်လိုဖွင့်ပါမလဲပထမဆုံးဘုံအချုပ်ကိုတကားတော့ကလောက်ကိုဖျက်ဆီးဖို့တုံးပါတယ်ဒီဘုံတွေမှာပါတဲ့ fuse ကငါအရင်ဆုံးပေါက်ကွဲပြီးတော့လမ်းကြောင်းရှင်းပြတဲ့အတွက်တကားတော့ကြိုးပြီးလမ်းပွင့်သွားမယ်လမ်းပွင့်သွားတဲ့အခါနောက်ထပ်ဘုံတွေကအိမ်ထဲကိုတိုက်ရိုက်ဝင်ပြီးအိမ်ရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတွေကိုပိတ်မှတ်ထားဖျက်ဆီးမှာဖြစ်ပါတယ်ဒီလိုပဲ photo scan မှာလည်းဘုံ၁၂လုံး၁၂လုံးစီတိုင်းမှာလှုပ်ဆောင်ရမယ့် mission တစ်ခုစီရှိခဲ့ပါတယ် ပထမဆုံးဘုံချူကမြေအောက်ခန္ဓာကိုဖောက်ထွင်းဝင်ရောက်ဖို့အတွက်လမ်းကြောင်းရှင်းပေးပါတယ်။လမ်းကြောင်းရှင်းပြီးတဲ့အခါမှာနောက်ပိုင်းဘုံတွေကနျူကလ িয়ার ပစ္စည်းတွေရှိတဲ့အဓိကနေရာတွေကိုဓာတ်ရိုက်ထိမှန်ပြီးအကြီးမားဆုံးပျက်စီးမှုကိုဖြစ်စေပါတယ်။ဒီစမတ်ဖျူးစ်စနစ်ကြောင့်ဘုံတလုံးချင်းကြီးကဘယ်လိုမျိုးထိုးဖောက်ဝင်ရမလဲ။ဘယ်အချိန်မှာပေါက်ကွဲရမလဲ။ဘယ်နေရာကိုဥတီရမလဲဆိုတာကို သူ့ဘာသာသူသိပါတယ်။ဘာကြောင့်အရေးပါတယ်လဲ။ဒါကဘာကြောင့်အရေးကြီးလဲဆိုတော့ American ဟာ photo scan ကိုရည်ရွယ်ချက်မရှိဘဲဘုံတွေချခဲ့တာမဟုတ်ပဲအလွန်စနစ်တကျစီစဉ်ထားတဲ့စစ်ဆင်ရေးဖြစ်တယ်ဆိုတာကိုပြသနေလိုပါပဲ။ဘုံတလုံးချင်းစီမှာသူ့ရဲ့တာဝန်ရှိနေပါတယ်။ဒီစနစ်ဟာပြစ်မှတ်ရဲ့အတိမ်နဲ့တိနေရာကိုတိတိကျကျမသိရင်တော့ပြစ်မှတ်ကိုထိမှန်စေဖို့အာမခံပေးနိုင်တဲ့အတွက်အလွန်အစွမ်းထက်တဲ့နည်းပညာဖြစ်ပါတယ်။ဒီရချက်တွေဟာ Operation Midnight Hammer ဟာရိုးရိုးတိုက်ခိုက်မှုမဟုတ်ဘဲနှစ်ပေါင်းများစွာစီစဉ်ထားတဲ့ အဆင့်မြင့်စစ်စင်ရေးတစ်ခုဖြစ်တယ်ဆိုတာကိုဖော်ပြနေပါတယ်။ဟုတ်ကဲ့ဒီအပိုက်ကိုပို့ပြီးနားလည်တွေ့အောင်ရိုးရှင်းတဲ့စကားလုံးတွေနဲ့အချင်းချုပ်ဖော်ပြပေးလိုက်ပါတယ်။အီရန်ရဲ့ကာကွယ်မှုနဲ့အမေရိကန်ရဲ့တိုက်ခိုက်မှုဗျူဟာဒီအချက်လက်တွေက Drider Operational Tax and Evaluation DDR ရဲ့2024ခုနှစ်အစီရင်ခံစာကနေရရှိတာပါ။အဲ့ဒီအစီရင်ခံစာမှာဗီဒူးပုံကျဲလျင်တွေမှာ Large Penetrator Smart Fuse LPSF လို့ခေါ်တဲ့ fuse အသစ်ကို2024ခုနှစ်မှာ အောင်မြင်စွာစမ်းသပ်ခဲ့ကြောင်းဖော်ပြထားပါတယ်။ဒီ fuse အသစ်တွေဟာ Operation Midnight Hammer စစ်စင်ရေးအတွက်အထူးအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ဗိုလ်ချုပ် Gain ရဲ့ပြောကြားချက်အရစစ်စင်ရေးမစခင်မှာ Iran က Photo Scan ကိုကာဝယ်ဖို့အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။အထူးလှုံ့ဆော်ချက်ကတော့လေဝင်လေထွက်ပေါက်တွေကို concrete နဲ့ဖုံးအုပ်တာပါပဲ။ ဂျိုလူပုံရိပ်တွေမှာလည်း concrete တင်လာတဲ့ truck ကားတွေစခန်းစီဝင်ထွက်နေတာကိုတွေ့ရပါတယ်။ဒါကိုမြင်ပြီးအီရန်က uranium တွေကိုတည်ထုတ်နေတယ်လို့လူအများကထင်ခဲ့ကြပေမဲ့တကယ်တမ်းမှာတော့ကာကွယ်ဖို့လှုံ့ဆော်နေတာပါ။ဒါပေမဲ့ American ဟာအီရန်ရဲ့လှုံ့ဆော်မှုတွေကိုအဓိကစောင့်ကြည့်နေခဲ့ပါတယ်။ဘိုဂျိုဂိန်းကကျွန်တော်တို့ကအဲ့ဒီ concrete အဖုံးတွေရဲ့အတိုင်းအတာကိုတိတိကျကျသိရှိထားပြီးသားပါ။စီမံသူတွေကအရာရာတိုင်းကိုထည့်သွင်းစဉ်းစားခဲ့ပါတယ်လို့ပြောခဲ့ပါတယ်။ ဒါကဘာကိုပြသလဲဆိုတော့အမေရိကန်ဟာအီရန်ရဲ့အားနည်းချက်လေဝင်လေထွက်ပေါက်ကိုတည်ထားပြီးလာပါအီရန်ကကာဝယ်ဖို့ကွန်ကရစ်နဲ့ဖုံးတာကိုလည်းကြိုသိပြီးအဲ့ဒီကာဝယ်မှုကိုဖျက်ဆီးဖို့အစီအစဉ်တစ်ခုရှင်းနှစ်ပြီးသားဖြစ်ပါတယ်ဗိုလ်ချုပ်ကိန်းကတိုက်ခိုက်ပုံကိုလည်းရှင်းပြခဲ့ပါတယ်ပထမဘုံကကွန်ကရစ်အဖုံးကိုအရင်ဆုံးပေါက်ကွဲဖျက်ဆီးပြီးလမ်းကြောင်းရှင်းပေးပါတယ်နောက်ထပ်ဘုံလေးလုံးကတော့လမ်းပွင့်သွားတဲ့အခါလေဝင်လေထွက်ပေါက်ထဲကိုဓာတ်ရိုက်ဝင်ပြီး ေအောက်ဆက်ယုံရဲ့အဓိကနေရာတွေကိုဖျက်ဆီးပါတယ်။ကျဲချလိုက်တဲ့ဘုံတွေတိုင်းမှာတေကြသည်ဘူးနောက်ထပ်အရန်ဘုံတစ်လုံးစီပါဝင်ပါတယ်။ဒီဘုံတွေဟာရှေ့ကဘုံတွေအလုံးမလုံးခဲ့ရင်ဒါမှမဟုတ်ပြဿနာတစ်ခုခုရှိလာရင်အစားထိုးပြီးဝင်တိုက်ဖို့ဒီဇိုင်းထုတ်ထားတာပါ။ဘိုးချုပ်ကိန်းကပြောတာကတော့ဖော်ရိုးမှာရှိတဲ့လေဝင်လေထွက်ပေါက်တစ်ခုစီကိုပိတ်မှတ်ထားခဲ့တဲ့ဘုံ၆လုံးစလုံးဟာသူတို့ရောက်ရမယ့်နေရာတိုင်းအတိတ်ကြကြရောက်ခဲ့ပါတယ်။ဘုံတစ်လုံးပေါက်ွဲတဲ့အခါအဓိကအဖြစ် ထိခိုက်မှု၃မျိုးဖြစ်စေနိုင်ပါတယ်။အဲ့ဒါတွေကတော့ဘုံကိုယ်တိုင်ပေါက်ကွဲတာ ပေါက်ကွဲမှုကြောင့်ဘုံရဲ့အစိတ်ပိုင်းတွေကြောက်တုံးတွေလွင့်စင်တာပေါက်ကွဲမှုကြောင့်လေထုထဲမှာဖြစ်ပေါ်လာတဲ့ပြင်းထန်တဲ့ဖိအားလှိုင်းတွေပဲဖြစ်ပါတယ်။ဒီဖော်တို့တိုက်ခိုက်မှုမှာတော့အဓိကပျက်စီးမှုဖြစ်စေခဲ့တာကပေါက်ကွဲမှုနဲ့ပြင်းထန်တဲ့ဖိအားလှိုင်းတစ်ခုပေါင်းဆက်ပြီးလှုပ်ဆောင်တာပါပဲ။ဘုံတွေကလေဝင်လေထွက်ပေါက်တွေထဲဝင်သွားပြီး အဲ့ဒီဖီအားလှိုင်းတွေဟာမြေအောက်ဥမေလှိုင်းကောင်းတွေကိုဖျက်ပြီးဆက်ယုံတွေကအရေးကြီးတဲ့ပစ္စည်းတွေကိုဖျက်ဆီးပစ်တာဖြစ်ပါတယ်။လွန်ကဲဖီအားဆိုတာဘာလဲ။ပောက်ကွဲမှုတိုင်းရဲ့တက်ရောက်မှုအရှိဆုံးလွန်ကဲဖီအား over pressure ဆိုတာပောက်ကွဲမှုတစ်ခုဖြစ်တဲ့အခါဗဟိုချက်ကနေအပြင်ဘက်ကိုအလွန်လှည့်မြန်းသွားပြန့်နှံ့သွားတဲ့ဖီအားလှိုင်းကိုပြောတာပါ။ဒီဖီအားလှိုင်းကလေထဲမှာရှိတဲ့ဖီအားထက်တိတိတသာပိုများပါတယ်။ဥပမာအားဖြင့်တပောင်လောက်ရှိတဲ့ဖီအားလှိုင်းဆိုရင် ပဒင်းပေါက်မှန်တွေကွဲနိုင်ပါပြီ။ငါးပေါင်လောက်ရှိရင်ကွန်ကရစ်နယံတွေတောင်ပြိုကျနိုင်ပါပြီ။ဒီလိုဖိအားမျိုးဟာလူတွေကိုဆိုရင်အဆုတ်မျက်လုံးအုံနောက်နဲ့ခန္ဓာကိုယ်တ िश ူးတွေကိုတောင်ဆိုးရွားစွာဒဏ်ရာရစေနိုင်ပါတယ်။ Photo scan တိုက်ခိုက်မှုမှာ GPU 57ဘုံးတွေရဲ့ပောက်ကွဲမှုအပြင်ဒီလွန်ကဲဖိအားကလည်းအဓိကကျခဲ့ပါတယ်။ GPU 57ဘုံးကအလေးချိန်ပေါင်3000 13600 kg ရှိတဲ့အတွက် ကွန်ကရစ်နယံတွေကိုတော့ဖျက်ဆီးနိုင်တဲ့ငါးပေါင်ထပ်ပိုများတဲ့ဖိအားကိုထုတ်လုပ်နိုင်တယ်လို့ယူဆနိုင်ပါတယ်။ဒါကြောင့်စစ်စင်ရေးရဲ့အောင်မြင်မှုဟာဘုံတွေရဲ့ထိုးပေါက်အားကြောင့်ကြီးမဟုတ်ပဲမြေအောက်ဥမင်တွေထဲမှာထုတ်လွတ်လိုက်တဲ့ပြင်းထန်တဲ့ဖိအားလှိုင်းကြောင့်စစ်ရုံတွင်ကပစ္စည်းတွေလှုပ်ခါပြီးပျက်စီးသွားတာလည်းပါဝင်ပါတယ်လို့ဗိုလ်ချုပ်ကိန်းကရှင်းပြခဲ့ပါတယ်။ GBU 57ဘုံတလုံးပေါက်ွဲတဲ့အခါတနအီ163မိုင်နှုန်းနဲ့တိုက်ခတ်တဲ့လေမုန်တိုင်းနဲ့ညီမျှတဲ့ဖိအားလှိုင်းကိုဖန်တီးနိုင်ပါတယ်။ ဖိအား10ပေါင်လောက်ဆိုရင်လေတိုက်နှုန်းကတနာယီ294မိုင်နှုန်းထိတက်သွားနိုင်ပါတယ်။ဒီလောက်ဖိအားများရင်တာမန်ကွန်ကရစ်အဆောက်အုံတွေမှာကပဲအားဖြစ်ကွန်ကရစ်အဆောက်အုံတွေကိုပါဆူဆူရွရွပျက်စီးသေးပြီးအထဲမှာရှိတဲ့ဘသူကုံမဆိုးသိမ့်ဆုံးစေနိုင်ပါတယ်။ဖိအားပေါင်20ဆိုရင်တော့ဒီအချိန်မှာလေတိုက်နှုန်းကတနာယီ902မိုင်အထိရောက်သွားပြီးကွန်ကရစ်အဆောက်အုံတွေကိုတော့လုံးဝဖျက်ဆီးပြင်နိုင်ပါတယ်။ဒါကြောင့်ဘိုးချုပ်ကင်းရဲ့ပြောတဲ့ချက်ကအဓိကချက်ကရှင်းပါတယ်။ ဘုံရဲ့ပောက်ကွဲမှုစွမ်းကဖော်ဒိုးကိုဖျက်ဆီးနိုင်ခြင်းမရှိရင်တော့ GBU 57ဘုံတွေဖန်တီးလိုက်တဲ့ကြီးမားတဲ့လေဖိအားလှိုင်းကစက်ရွံကိုဖျက်ဆီးပစ်လိုက်မှာပါပိုဂျိုဂိန်းက Operation Midnight Hammer စစ်စင်ရေးဟာအောင်မြင်ခဲ့ကြောင်းကိုအချက်၄ချက်နဲ့အတည်ပြုခဲ့ပါတယ်ပထမဆုံးအနေနဲ့ဘုံတွေဟာမှန်ကန်စွာအလုပ်လုပ်ခဲ့ပါတယ်ဒါကဘုံတွေကိုစနစ်တကျတိဆောက်စမ်းသပ်ပြီးဗီဒူးလေရင်ပုံကိုကောင်းကောင်းတင်ဆောင်ထားတယ်ဆိုတာကိုဆိုလိုပါတယ် ဒုတိယအချက်အနေနဲ့လက်နက်တွေကိုစနစ်တကျလွှတ်ချခဲ့ပြီးလင်ရဲ့မြန်နှုံးနဲ့အမြင့်ကန့်သက်ချက်တွေအတိုင်းအတိအကျလှုံ့ဆော်ခဲ့ပါတယ်။တတိယအချက်မှာတော့ဘုံတွေအလုံးဟာပြစ်မှတ်ကိုထိမှန်ခဲ့ပြီးသူတို့ရောက်ရမယ့်နေရာတိုင်းရောက်ရှိခဲ့ပါတယ်။နောက်ဆုံးချက်ကတော့ဘုံတွေဟာဒီဇိုင်းအတိုင်းပေါက်ကွဲခဲ့ပြီးပေါက်ကွဲတဲ့အချိန်နဲ့ပေါက်ကွဲတဲ့ပေါက်ကွဲတဲ့နေရာမှာပေါက်ကွဲခဲ့တာကိုအတည်ပြုနိုင်ခဲ့ပါတယ်။ဒီအချက်တွေကအမေရိကန်ရဲ့စီစဉ်ထားတဲ့အရာအလုံးအောင်မြင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဗိုလ်ချုပ်ကိန်းရဲ့နောက်ဆုံးထုတ်ပေါ်ချက်ကပို့ပြီးအရေးကြီးပါတယ်အမေရိကန်ဟာ YoYo Banker Buster တခုလိုအပ်လို့ GBU 57ကိုတီထွင်ခဲ့တာမဟုတ်ပါဘူးအီရန်ကနျူကလ িয়ার လက်နက်တခုကိုတိဆောက်ဖို့အရန်နှီးစပ်လာတဲ့အခါ Fordo စက်ရုံကိုတိုက်ခိုက်ဖို့အတွက်ဒီဘုံမျိုးလိုအပ်မယ်လို့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကကြိုတင်တွေးပြီးတီထွင်ထားတာဖြစ်ပါတယ်ဒါကြောင့်ဒီဘုံဟာ Fordo Scan Track တီးတန့်ယူရပြီးဖန်တီးထားတဲ့လက်နက်တခုလို့ဆိုနိုင်ပါတယ်ဗိုလ်ချုပ်ကိန်းရဲ့ပြောကြားချက်အရ အမေရိကန်မှာ Defense Threat Reduction Agency DDRA လို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုရှိပြီးမြေအောက်ပစ်မှတ်တွေနဲ့ပတ်သက်ပြီးကြွမ်းကျင်ပါတယ်။၂000ခုနှစ်မှာ DDRA ကအရာရှိတဦးဟာအီရန်တောင်တန်းတွေမှာလျှို့ဝှက်ဆောက်လုပ်နေတဲ့နေရာတစ်ခုရဲ့ဓာတ်ပုံနဲ့သတင်းချက်လက်တွေကိုရရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာအဲ့ဒီနေရာဟာနျူကလ িয়ার ဆက်ယုံဖြစ်မယ်လို့မသိသေးပေမဲ့အဲ့ဒီအရာရှိနဲ့သူ့ရဲ့အဖွဲ့ရေဟာ ဖော်ဒိုးလို့ခေါ်တဲ့ဒီပြစ်မှတ်ကို15နှစ်ကျော်ကြာအချိန်ပေးပြီးအသေးစိတ်စောင့်ကြည့်လေ့လာခဲ့ပါတယ်။သူတို့ဟာဆက်ယုံရဲ့ဘူမိဗေဒစောက်လုပ်ပုံ၊ရာသီဥတုအသုံးပြုတဲ့ပစ္စည်းတွေ၊လေဝင်လေထွက်စနစ်၊ပျက်စစ်စနစ်၊ဝင်လာတဲ့ပစ္စည်းနဲ့ထွက်သွားတဲ့ပစ္စည်းအားလုံးကိုအသေးစိတ်လေ့လာခဲ့ပါတယ်။ဗိုလ်ချုပ်ကိန်းကသူတို့ဟာဖော်ဒိုးအကြောင်းကိုနေရောညပါအချိန်ပြည့်စဉ်းစားလေ့လာခဲ့ကြတယ်လို့ဆိုပါတယ်။သူတို့ဆက်ဆဆချင်းကလေးကဒီဆောက်အောင်ဟာငိမ့်ငိမ့်ရေးအတွက်မဟုတ်ပဲ လျှို့ဝှက်နျူကလ িয়ার လက်နက်အစီအစဉ်အတွက်ဖြစ်ကြောင်းသိခဲ့ကြပါတယ်။ဒီလိုမြေရောက်ခံတဲ့အလွှာပေါင်းများသောကိုစက်ပစ္စည်းတွေနဲ့အတူတောင်ပေါ်မှာတိဆောက်တာဟာဘလို့ငိမ့်ညက်တဲ့ရွေချက်အတွက်မှမဖြစ်နိုင်ဘူးလို့သူတို့ကကောက်ချက်ချခဲ့ပါတယ်။လေလာမှုတွေရာအီရန်ရဲ့ follow မြေရောက်စက်ရုံကိုဖျက်ဆီးဖို့အတွက် အမေရိကန်ဟာအထူးလက်နက်တစ်ခုလိုအပ်တယ်ဆိုတာကိုသိခဲ့ရပါတယ်။အဲ့ဒီလက်နက်ကတော့ GBU 57ပါပဲ။ The Warzone TWZ သတင်းဌာနရဲ့ဖော်ပြချက်အရ ်အမေရိကန်ဟာ Ford ရဲ့စီစဉ်တွေကိုမဖော်ထုတ်ခင်2009ခုနှစ်ကတည်းက GPU 50ဆန်းကုန်ကိုစတင်တွေ့ထင်ခဲ့ပေမဲ့ Ford ကြောင့်သိလိုက်ရတဲ့အချိန်မှာတော့ဒီဘုံးကို Ford အတွက်တီးတန့်မွန်မှန်လိုက်ပါတယ်ဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့ Ford ဆက်ရုံဟာမြေအောက်ပေ260မှ300အထိနှက်ဆိုင်စွာမြုပ်နှံထားတာကြောင့်ပါအဲ့ဒီအချိန်ကရှိပြီးသားခံတက်ဖြတ်ဘုံ Bangalore Buster တွေကဘယ်ဘုံးမှဒီလောက်အနက်ကိုမထိုးဖောက်နိုင်ပါဘူး GPU 57တလုံးတည်းဆိုရင်တော့ Ford ကိုထိဖို့ခက်ခဲနိုင်ပါတယ်။ဒါပေမဲ့ GPU 57ဘုံအများပြားကိုတလုံးပြီးတလုံးထိကြတဲ့ပြင်မှတ်စီပြစ်ချလိုက်မယ်ဆိုရင်တော့ Ford ကိုဖျက်ဆီးနိုင်မယ်ဆိုတာကိုသိခဲ့ပါတယ်။ဘိုဂျိုဂိန်းက GPU 57ကို Ford မှာအသုံးမပြုခင် အချိန်ချင်းအခါခါစမ်းသပ်ခဲ့ကြောင်းထုတ်ဖော်ခဲ့ပါတယ်။စမ်းသပ်မှုပေါင်းယာနဲ့ချီလောက်ခဲ့ပြီးလက်တွေ့နဲ့အလွန်နှီးစက်တဲ့ပြင်မှတ်တွေအပေါ်မှာဘုံတွေအများကြီးကျဲချခဲ့ပါတယ်လို့သူကပြောကြားခဲ့ပါတယ်။ ဒီချက်တွေရာ GPU 57ဟာကဘာပေါ်မှာအစွမ်းထက်ဆုံးခံတပ်ဖြတ်ပုံတစ်ခုဖြစ်လာပြီး Fordo ကိုဖျက်ဆီးဖို့အတွက်တီးတန့်ယူရပြီးမှဖန်တီးထားတာဖြစ်ပါတယ်။ဒီလိုအနောက်ဆုံးပြမှတ်ကိုဖျက်ဆီးနိုင်တဲ့ပုံတစ်လုံးရှိရင်နောက်ထပ်မြေအောက်ပြမှတ်တွေကိုတိုက်ခိုက်ဖို့အတွက်ပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။ GPU 57ပုံကိုစမ်းသပ်ခဲ့တဲ့နေရာဟာပထမဆုံးနျူကလ িয়ার ပုံစမ်းသပ်ခဲ့တဲ့နေရာနဲ့နီးတဲ့ White White Sense စခန်းမှာဖြစ်တယ်လို့သူတည်သည့် Fabian Hinz ကပြောပါတယ်။ဒီစမ်းသပ်မှုတွေဟာ ဖော်ဒိုးကိုတိုက်ခတ်ဖို့အတွက်အထူးရည်ရွယ်ပြီးနှစ်ပေါင်းများစွာလေ့ကျင့်ထားတယ်ဆိုတာကိုပြသနေပါဗျ။ဇွန်လ22ရက်နေ့မှာတော့အဲ့ဒီလေ့ကျင့်မှုတွေအားလုံးကိုအကောင်အထည်ဖော်ခဲ့တာပါ။ဒါပေမဲ့ဒီတိုက်ခိုက်မှုကဘလောက်ထိရောက်ခဲ့လဲဆိုတာကတော့မေးခွန်းထုတ်စရာပါ။ဗိုလ်ချုပ်ကိန်းကတိုက်ခိုက်မှုဟာစစ်ရေးအရအောင်မြင်တယ်လို့ပြောခဲ့ပေမဲ့ယူရေနီယံတွေဖျက်ဆီးခံရခြင်းရှိမရှိမသိကြပါဘူး။ NBC News ရဲ့သတင်းအရအမည်မဖော်လိုတဲ့သတင်းရင်းမြစ်တစ်ဦးက ဆက်ယုံရဆက်ယုံရဲ့အဓိကအပိုင်းတွေမပြတ်စည်းပဲရှိနေသေးတယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်ဒီတိုက်ခိုက်မှုကအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုလအနေငယ်ပဲနောက်ဆုတ်စေတာမျိုးဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဒီပေါ်မှာအစိုးရအဖွဲ့ဝင်တွေကလည်းသဘောထားကွဲလွဲနေပါတယ်။ဒုတိယသမ္မတ JD Vance ကအီရန်ဟာယူရေနီယံတချို့ကိုရွှေ့ပြောင်းသွားနိုင်တယ်လို့အရေးအမွတ်ပြောခဲ့ပေမဲ့ကာကွယ်ရေးဝန်ကြီး PD Hackett ကတော့ဒီလိုသတင်းမျိုးမသိဘူးလို့ပြန်ညင်းခဲ့ပါတယ်။ အချုပ်ပြောရရင်အမေရိကန်ကဒီတိုက်ခိုက်မှုကိုနှစ်ပေါင်းများစွာကြိုတင်စီစဉ်ပြီး GBU 57လို့စွမ်းထက်တဲ့ဘုံကိုအသုံးပြုခဲ့တာပါ။ဒါကရန်သူတွေကို GBU 57ကအလုပ်ဖြစ်တယ်။တင်ထင်တာထပ်ပူပြင်းတယ်ဆိုတဲ့သတင်းစကားပေးလိုက်တာပါပဲ။စီးပွားရေးနဲ့စရေးအရလမ်းဆုံးရောက်နေတဲ့အီရန်ကိုဆွေးနွေးပွဲစပွဲကိုလာဖို့ဖိအားပေးရလဲဖြစ်နိုင်ပါတယ်။ဒီအချက်တွေကလည်းကျွန်တော်တို့ဘာကိုသိလိုက်ရလဲဆိုတော့ Operation Midnight Hammer ဟာရိုးရိုးစစ်စင်ရေးမဟုတ်ပါဘူး။ ါဟာနှစ်ပေါင်းများစွာကြိုတင်စီစဉ်ခဲ့တဲ့အလွန်အဆင့်မြင့်တဲ့အစီအစဉ်ကြီးပါဖော်ဒိုလိုမြေအောင်စခန်းကိုဖျက်ဆီးနိုင်မှုအတွက်ဘုံရဲ့ပောက်ကွဲမှုအပြင်ပြင်းထန်တဲ့ဖိအားလိုင်းကိုလည်းအသုံးပြုခဲ့တာပါဒါကြောင့်မလို့ဇွန်လ22ရက်နေ့မှာအမေရိကန်ဟာအီရန်ကိုဘုံချခဲ့တာထက်ပိုပါတယ် GBU 57ဘုံကအလုတ်ဖြစ်ပြီးတင်ထင်တာထက်ပိုပြီးတော့ပြင်းတယ်ဆိုတဲ့သတင်းစကားကိုသူ့ရဲ့ဂျန်သူအားလုံးစီပေးပို့လိုက်တာပါပဲဖော်ဒိုတိုက်ခိုက်မှုဟာအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုတုံ့ပြန်မှု အမေရိကန်မှာစွမ်းဆောင်ရည်အပြည့်အဝရှိတယ်ဆိုတာကိုကဘာကသိသွားစေခဲ့ပါတယ်။ဒီလိုစွမ်းထက်တဲ့လက်နက်တွေကိုပိုင်ဆိုင်ထားတဲ့အတွက်အမေရိကန်အနေနဲ့နောက်မှပေါ်ပေါက်လာနိုင်တဲ့တခြားမျိုးအောင်ပစ်မှတ်တွေကိုလည်းအချိန်မရွေးတိုက်ခိုက်နိုင်တဲ့အင်အားကိုပြသလိုက်တာဖြစ်ပါတယ်။ဒါကြောင့်အီရန်ဟာစီးပွားရေးစစ်ရေးနဲ့နျူကလ িয়ার စီစဉ်တွေနဲ့ပတ်သက်ပြီးလမ်းဆုံရောက်နေပြီဖြစ်တာကြောင့်မကြခင်မှာစီးဆွတ်ဆွေးနွေးပွဲစပွဲကိုလာဖို့ဖိအားတွေပိုများလာမှာကိုကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။